အလုံးမေမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့မလ6ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနဆင်းရမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းပလောဝါမြို့နယ်ဒါဒေတာမှာ CTF တိုင်းတပ်ဖွဲ့တွေကတပ်သားဆူဆောင်းလာရှိနေပေမဲ့အသက်မပြည့်သူနဲ့ဂျမ်းမာရေးမကောင်းသူတွေကိုစစ်စစ်ပြီးပြန်လွှတ်ပေးမယ်လို့ဒါဒေတာ Drug Council DRC ပြောရေးဆိုခွင့်ရှိသူ Slide Ibox ကပြောပါရစေ။ ချင်းပြည်မြောက်ပိုင်းတိတိမြို့နယ်တွန်းဆန်ကျေးရွာမှာဒီကနေ့မနက်ပိုင်းကစပြီးချင်းလက်ကောင်စီရဲ့ဖွဲ့ဝင် PDA တိတိမြို့နယ် SRAEC တပ်ဖွဲ့တို့ပိတ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရုရှားသမ္မတနဲ့မြန်မာစစ်ကောင်စီတို့ရဲ့တွေ့ဆုံမှုဟာမြန်မာနိုင်ငံကိုမြောက်ကိုရီးယားလိုဖြစ်အောင်ဦးတည်နေတာဖြစ်တယ်လို့အမျိုးသားငြိမ်းချမ်းရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဆာဆာကပြောဆိုလိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ဒါဒေတာမှာ CDF တိုင်းတပ်ဖွဲ့တွေတပ်သားစုဆောင်းလာလို့ရှိနေပေမဲ့အသက်မပြည့်သူတွေနဲ့ကျန်းမာရေးမကောင်းသူတွေကိုစစ်စစ်ပြီးပြန်လွှတ်ပေးမယ်လို့ဒါဒေတာတရကောင်စီ DRC ပြောရေးဆိုခွင့်ရှိသူဆလိုင်း iBox ကပြောပါရယ်ပလောဝမြို့နယ်လေမြို့ချောင်းဒေတာဖက်ကကျေးရွာတွေမှာစစ်တင်တက်ရောက်ဖို့အသက်မပြည့်တဲ့လူငယ်တွေအပါအဝင်ဒေတာခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတဲ့ဆိုပြီးတရင်တွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါဒေတန္တရာကောင်စီပြုံးရေးဆုခင်းရှိသူဆလိုင်းအိုက်ဘော့စ်ကတော်လှန်ရေးကာလလိုအပ်ချက်အတွက်တက်တာတစ်ဆုဆောင်တာဖြစ်ပြီးတက်တာတစ်တွေထဲမှာအသက်မပြည့်တဲ့သူပါမပါဂျမရေးမကောင်းတဲ့သူပါမပါဆိုတာကိုပြန်လေးစစ်စစ်ပြီးပြန်လွတ်ပေးမယ်လို့ဆိုပါတယ် CDF ဒါရအတွက်တက်တာတစ်ဆုဆောင်မှုတွေကိုဒေတာနေမြေကြီးရွာအစစ်စစ်ကအုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင်ဦးဆောင်ကဆောင်ရွက်တာဖြစ်ပြီးလက်နက်ကင်ချင်းချောက်ဖန်ဆီတာမျိုး မရှိဘူးလို့ဆိုပါတယ် ပလောဝမြို့နယ်လေးမြို့ချောင်းဒေသကဒါနဲ့လေးတူချင်းတွေနေထိုင်တဲ့ကျေးရွာတွေဖြစ်တဲ့အလေးတိန်ရွှေတောင်းမော်ဆုံကြီးမောင်ရွာဝန်ချောင်းအောက်မော်ဆုံလုံပန်းကောက်စီနဲ့မော်ဆုံရှိရွာကဒေသခံ90ဦးထပ်မင်းကို CTF ဒါကတက်သားတဲ့စုဆောင်ရာမှာအသက်16နှစ်အရွယ်ပါဝင်16နှစ်အောက်မင်္ဂလိငယ်တွေအများပြပါဝင်နေစုပြီးပလောဝအခြေဆိုင်ကီမိုချင်းတည်င်းဌာနကရေးသားခဲ့တာဖြစ်ပါတယ်။ ချင်းပြည်တော်ပိုင်းကပလက်မင်းတမတူပီပလောဝမြို့နေဒါဒေတာတွေကိုပြန်လည်ပေါင်းစည်းရန်ဒါဒေတရကောင်စီ2024ခုနှစ်ပထမအကြိမ်ဒါပီတုမြေလာခံဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ခေတ်ဆက်ဆက်ပိုင်းခြားအုပ်ချုပ်ချင်းခံခဲ့ရတဲ့ဒိုင်းနေမျိုးတွေကိုအုပ်ချုပ်မှုတစ်ခုတွေအဖြစ်ပြန်လည်ထရှိဖို့ဒေတန်တရအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဒိုင်းဒေတန်တရကောင်စီကအကောင့်တွေပေါ်ဆောင်ရွက်နေတာဖြစ်ပြီး CDF ဒိုင်းတပ်ဖွဲ့တွေဟာလည်းဒါဒေတန်တရကောင်စီလက်အောက်မှာတည်ရှိတာဖြစ်ပါတယ်။ ချင်းပြည်မြောက်ပိုင်းတိတိမြို့နယ်တောစာကျေးရွာမှာဒီကနေ့မနက်ပိုင်းကစပြီးချင်းလက်ကောင်စီအဖွဲ့ဝင် PDA တိတိမြို့နယ် SRAEC တပ်ဖွဲ့တို့ပိတ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ဒီကနေ့မလာ6ရက်နေ့မနက်9:00နာရီခွဲလောက်ကစပြီးတောစာကျေးရွာလေးကို SRAEC တပ်ဖွဲ့တွေကစတင်ပိတ်ခတ်လာတာဖြစ်ပြီးတနေ့ကုန်ဒီပါအပြန်အလှန်ပိတ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ PDA တိတိမြို့တာဝန်ရှိသူတို့ကပြောပါတယ်။တန်းဆန်ကြီးရွာဟာတိတိမြို့ကနေမိုင်20လောက်သာကွာဝေးပြီးချင်းလက်ကောင်စီအဖွဲ့ဝင် PDA တိတိမြို့တပ်ဖွဲ့တွေရှိတဲ့ အချိန်မှာ CREEC တပ်ဖွဲ့ကအင်အားများပြားနဲ့လာရောက်ပိတ်ခတ်ခဲ့တာလို့သိရပါဗျ။ဇုံမီတော်လိုင်းရဲ့တပ်ဖွဲ့အရှိပိုင်းတိုင်း CREEC ဟာစစ်ကောင်စီနဲ့ပူးပေါင်းတဲ့အဖွဲ့ဖြစ်ပြီးချင်းပြည်မြောက်ပိုင်းတီးတိမ်တွန်းဆမြို့နယ်တို့မှာစစ်ရဲထုတ်ရှားနေတဲ့ချင်းနက်ကောင်စီဖွဲ့ဝင်တပ်ဖွဲ့တွေကိုမကြာခဏပိတ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ရုရှားသမ္မတနဲ့မြန်မာစစ်ကောင်စီတို့ရဲ့တွေ့ဆုံမှုဟာမြန်မာနိုင်ငံကို မြောက်ကိုရီးယားလိုဖြစ်အောင်ဦးတည်နေတာဖြစ်တယ်လို့အမျိုးသားငြိယူရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာကပြောပါရယ်မလတ်လေးရက်နေ့ကရုရှားသမ္မတဗလာဒီမာပူတင်နဲ့အာနာတင်းစစ်ခေါင်းဆောင်တို့ဗုချုံမှုကြီးများအောင်လိုက်တို့ရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံရမှာရုရှားသမ္မတကမြန်မာနိုင်ငံမှာပြည်စစ်တအားအတွက်အသေးစားနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရေးအကူအညီပေးသွားမယ်လို့ပြောပါရယ် ရုရှားသမရဟာမြန်မာပြည်တွင်းရေးပြဿနာတွေနဲ့ပတ်သက်လို့စစ်ကောင်စီကိုထောက်ခံအားပေးပြီးရုရှားနဲ့မြန်မာနိုင်ငံကုန်သွေးစီးပွားရေးပါဝင်ကဏ္ဍပေါင်းစုံမှာဆက်ဆံရေးမြင့်တင်သွားမယ်လို့လည်းပြောဆိုခဲ့တာတွေတွေ့ရပါတယ်။ရုရှားသမ္မတနဲ့စစ်ကောင်ဆောင်တို့တွေ့ဆုံမှုဟာမြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုနျူကလ িয়ার ပိုင်နဲ့အာဏာရှင်နိုင်ငံဖြစ်လာဖို့အားထုတ်မှုဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာကပြောဆိုကြောင်း DVB ကဖော်ပြပါဗျ။ရုရှားနိုင်ငံဟာမြန်မာနိုင်ငံအတွက်အလွန်အရေးပါပြီးယုံကြည်ရတဲ့နိုင်ငံဖြစ်ကြောင်း စစ်ကောင်စားကမော်စကိုတွေ့ဆုံမှုမှာထိပ်သွင်းပြောဆိုခဲ့တယ်လို့ရုရှားနိုင်ငံရဲ့ကမ္ဘာငင်းချမ်းရေးဆောင်ရွက်ချက်အားလုံးကိုလည်းအပြည့်အဝထောက်ခံအကြောင်းစစ်ကောင်စားကပြောဆိုခဲ့ပါတယ်။ဆရာနာရှင်တွေရဲ့နျူကလ িয়ার ဆိုင်ရာချင်းချောက်မှုတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂအပြည့်ပြည့်ဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီ IAEA နိုင်ငံတကာအတိုင်းဝန်နဲ့ဒေသတွင်းအာဆီယံနိုင်ငံတွေကလက်ပိုက်ကြည့်မနေဖို့ဒေါက်တာဆဆာကတိုက်တွန်းထားပါတယ်။ ချင်းကောက်ွေးတပ်ဖွဲ့ CDF ချန်တာကသူတို့ထင်းချုံနေမြေထဲမှာကျင်းရက်နဲ့တောကောက်များမပိကြရန်မတ်လ9ရက်နေ့ကအမိန့်ထုတ်ပြန်ပါတယ်။ယခုရာသီဟာကျင်းရက်တရက်ကများဥဥချိန်နဲ့တပ်ပေါချိန်ဖြစ်တာကြောင့်မတ်လ9ရက်နေ့ကနေမေလ31ရက်နေ့ထိအသိပ်ဖြက်စီးတာညှက်ထောင်ချောက်ဆင်းတာကွန်ပိုက်နဲ့ဖမ်းတာညှက်ပစ်အမဲလိုက်တာတွေမလိုက်ကြဖို့ CDF ချန်တာကညှက်တာရက်ခံထားပါတယ်။ ကျင်းရတွေဟာမျိုးစားလိုက်မှုတည်ပြီးဥပပြီးနောက်အကောင်ပေါက်တဲ့အထိ15ရက်ကနေ35ရက်ထိကြာလိမ့်ရှိပြီးတပောက်တွေအမွေအတောင်ဆုံးတဲ့အထိညမိခင်ကအစာရှာကြွေးလေးရှိပါတယ်။အမွေအတောင်ဆုံးလာဖို့အမျိုးစားပုံမူတည်ပြီး9ရက်ကနေ10ရက်ထိဆောင်ရတတ်တယ်လို့အမွေတိုဆုံးလာပြီးနောက်နှစ်ပတ်အတွင်းပြန်တန်းတက်ပြီးလို့တဘာဝပုံဝင်ချင်းဆိုင်ရာဖော်ပြချက်ရသိရပါတယ်။ ဒါကြောင့်အဲ့ဒီကာလမှာတောက်ပေါက်လေးတွေကိုအစာရှာကျွေးနေတဲ့မျက်မိခင်တွေကိုဖမ်းဆီးတပ်ဖြတ်တာတွေမလုံမိဖို့အရေးကြီးတယ်လို့သိရပါတယ်။အလားတူဧပြီလ၁ရက်ကနေဇွန်လ30ရက်နေ့အထိဒုက္ကောင်များကိုဝန်တွေချိန်နဲ့တောက်ပေါက်ချိန်ဖြစ်တာကြောင့်အဲ့ဒီတော်တွင်ဒိုးထွက်အမဲလိုက်ခြင်းနဲ့ကြောက်ကွင်းထောင်ခြင်းတို့မလုံကြဖို့ကိုလည်းအသိပေးထားပါတယ်။ ယခုထုတ်ပြန်တဲ့တမ်းမြစ်ချက်တွေဟာသဘာဝတောကောင်နဲ့ကျင်းရက်တွေကိုထိမ့်သိမ့်နိုင်ဖို့ဖြစ်တာကြောင့်လိုက်နာပေးချဖို့နဲ့တမ်းမြစ်ချက်ဖောက်ဖြတ်တဲ့ပြည်သူမဆိုလှုပ်ထုတ်လုပ်ကြီးအတိုင်းအရေးယူသွားမယ်လို့ CDF ဆန်ကြားကဆိုပါတယ်။စကိုင်းတိုင်းကလေးမျိုးပေါ်ကိုဈေးလာဝေတဲ့ကလေးမျိုးနေတောင်ပိုင်းကအရက်သား30ကျော်ကိုစစ်ကောင်စီကဖမ်းဆီးထားပြီးလေရက်အကြာတဲ့အထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ကလေးမျိုးနေတောင်ပိုင်းကြောက်ကိုလမ်းမှာမလ3ရက်နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးကလေးမျိုးအခြေဆိုင်ဒေတာကွက်ကင်းမှုစစ်ထံသားချုပ်ဒါအစကအထဲမှာထိသိမ်းထားတယ်လို့ဒေတာခန့်တူကပြောပါရယ်ဖမ်းဆီးခံထားရသူတွေဟာထောက်ကြံထိုးမှာတင်သားအရှိစီးစားတဲ့ရွာတွေကနေဖြစ်ပြီးကလေးမျိုးပေါ်ကိုဈေးတက်ဝေးပြီးနောက်အဲ့ဒီရွာတွေဖက်မှာဈေးပြန်ရောက်ကြသူတွေလို့သူကဆိုပါရယ်ကလေးမျိုးနဲ့မြောက်ပိုင်းမှာလည်းမြို့ပေါ်တက်ဈေးလာဝယ်သူတွေကိုနေ့စဉ်ဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသခံတို့ကပြောပါရတယ်။ ကလေးမျိုးနယ်မြောက်ပိုင်းကလာသူတွေကိုစေကြီးရွာမှာရှိတဲ့စစ်ကောင်စီစစ်စီရေးဂိတ်ကနေဖမ်းဆီးနေတာလို့ဆိုပါတယ်။ဖမ်းဆီးထားသူတွေရဲ့ပစ္စည်းတွေနဲ့စိုက်ကဲတွေကိုပြန်မပေးဘဲတင်းယူထားတယ်လို့လူတွေကတော့ငွေကျပ်6သိန်းခွဲအထိပေးပြီးပြန်လေရွေးယူရတယ်လို့ကလေးမျိုးနယ်မြောက်ပိုင်းကအခြေအနေတွေကိုသိရှိတဲ့ဒေသခံတအူကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းကကလင်းမြို့ဒေသပိုင်းမှာစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့ပုံကြီးတိုက်ခိုက်မှုတွေကြောင့်အရက်သားစေဦးထပ်မင်းတေဆုံးခဲ့ပါတယ်။မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းကံရွာကူစစ်ကောင်စီကမနေ့က9နာရီဝန်းကျင်လောက်မှာလေကြောင်းဖြင့်ပုံကြီးတိုက်ခိုက်လို့အရက်သား2ဦးတေဆုံးပြီးလူနေရင်အများပြားမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ မလ9ရက်နေ့ည9:48မိနစ်ဝန်းကျင်မှာမိချက်လာကနေတက်လာတဲ့ Jet Fighter တစ်စီးဖြင့်ကံရွာလေးကိုမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့တသက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရောဒေတာသတင်းတွေကိုပုံမှန်ရေးသားနေတဲ့ရောအလင်းနကဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်50ရွေခန့်ရှိကြတဲ့ဥအောင်ဖြိုးတို့လင်မယားသေဆုံးခဲ့ရပြီးအမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးတို့လည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါပြင်ဥအောင်ကိုရဲ့ဆိုင်ကယ်ပြင်ဆိုင်အပါဝင်လူသေးအိမ်စေလုံးဝန်းကျင်မိလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ညပိုင်းကလည်းကံကောမြို့နယ်မြောက်ပိုင်းတောင်ခရမ်းကျေးရွာကိုလေကြောင်းတက်ခိုက်ပြီးလူနေအိမ်အများအပြားပျက်စီးခဲ့ရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။